ျွန်တော်တို့ရွေးကောက်ပွဲကိုကျွန်တော်တို့တွားကြအောင်ရွေးကောက်ပွဲမှာအတက်ခံနေရဲ့အနေအထားညီညွတ်မှုမဟာဗျူဟာပေါ့နော်ဒါတွေကိုလည်းကျွန်တော်မေ့ကျင်တယ်ဒါပေမဲ့ရွေးကောက်ပွဲအမှန်ကန်တဲ့ဆိုင်တော့သူကတော့အချမ်းဖန်ဖြစ်ဖို့ရတာပုံများတာပေါ့ဆိုတော့ဒါပေမဲ့ခုနပြောသားတဲ့အထက်မှာဂီယာပြောင်းတဲ့အခါမှာ accident တွေရှိတတ်တယ်ဟလားခြေလမ်းတွေမှားတတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ်မှယူထားတဲ့အာနာကို မတရားအကြမ်းဖက်ယူတာအာဏာကိုတရားဝင်ဖြစ်အောင်လုပ်တဲ့ရွေးကောက်ပွဲလို့မြင်ကြရတယ်ပြောကြရတယ်ဝေဖန်ကြရတယ်ထောက်ပြကြရတယ်မကြသေးခင်ရပဲတခြားတိုင်းသားအဖွဲ့တွေကတို့ရဲ့ပြည်နယ်တွေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးဆိုတာမျိုးတွေပြောတယ်ဒီစက္ကမဘက်ကလည်းဟလာဘန်မြို့နယ်တွေမှာပဲသူလုပ်မယ် face 1ဘလို့သွားမယ်ဆိုတာမျိုးတွေပြောပါပြီအခုဒီဇင်ဘာလမှာပဲကျွန်တော်တို့ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတာကျွန်တော်တို့သိရပါတယ်ဆိုတော့ ။မကြသေးခင်မှာအေအေပြောရေးဆိုခွင့်ရှိသူအနေနဲ့ရခိုင်ပြည်မှာတော့ရွက်ကောက်ပဲလုတ်ခင်ပေးမှာမဟုတ်ဘူးလို့ trap ပြောတာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဘိုးချုပ်တွင်းမြန်နိုင်ပါဇက်ကနေပြောတယ်ကျွန်တော်တို့ကြားကျင်တယ်။အနေထား position ဘလို့ရှိတယ်လဲ။ဘာတွေမျောလင့်ထားလဲ။ဘာတွေမျောမှန်းထားလဲ။ဘာတွေတွက်ဆထားလဲ။တကယ်ဒီစီပတိပခနိုင်ငံရေးအကျက်တဲကိုနိမလက်မှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲ။သို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက် အခြေခံမှုနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမှုဆိုတာကတော့တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီဒီငြိမ်းချမ်းတဲ့နိုင်ငံရေးထပ်ပတ်ကိုကျွန်တော်ရှာမယ်လှုပ်တဲ့ဒီလှုပ်ကိုအကောင့်ထဲပေါ်တဲ့အချိန်မှလည်းပဲတကက်ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတယ်သို့တော့ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှ ကိုကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလနဲ့အဲဒီဒီထွက်ပေါက်ကိုအတုံးချတာပဲလို့ပြောလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့တော့ကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာဟာမယုံကြည်အပ်ဘူးပေါ့ အကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှလားမပြုမှလားဆိုတော့တကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာဖြစ်လို့ဆိုတော့ तू လုံးလုံးမမရဘူးအဲ့လိုပဲပြောရပါမယ်ရွေးကောက်ပွဲပြီးလာရင်နိုင်ငံရေးအခင်းချင်းသိသိဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေတချို့သုံးသက်တာရှိပါတယ်အဲ့သုံးသက်တာတွေအများစုကတော့အလူဖုတ်တာတွေများပြီးတော့မှားသွားကြတာများပါတယ်ဒီနေ့ဒီကာလမှာတကယ်တကယ်ပြန်ကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေရဗိုလ်ချုပ်ကြီးမရောက်လိုက်ပါဝင်အတော်ကိုဒီခုချိန်ထိစိုးရိမ်နေတာကြောက်လန့်နေတာသူတို့ရဲ့အသက်အန္တရာယ်သူတို့မိသားစုတွေရဲ့အသက်အန္တရာယ်အတွက်အကြီးအကျယ်စိုးရိမ်နေရစေဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေတရုတ်နိုင်ငံအပေါင်းအရလည်းဒီရွေးကောက်ပွဲတည်တာ the only game in town ဆိုတဲ့ပုံစံမျိုးတွေစပြီးတော့ပြောလာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲကိုတော့သူကမဖြစ်ဖြစ်အောင်လုပ်မှာပဲအဲသူရဲ့ထွက်ပေါက်တစ်ခုတည်းဖြစ်တယ် ဒါပေမဲ့ဒါကမြန်မာပြည်သူတွေပြည်သားတွေအတွက်တိုင်းရင်းသားပြည်သူပြည်သားတွေအတွက်တခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေအတွက်တော်လိုင်းရဲ့အဖွဲ့အစည်းတွေအတွက်တော့ထပ်ပေါက်တစ်ခုတော့မဟုတ်ပါဘူးဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့ အဲဘောဘောမျက်မှန်စိမ်းတက်ပြင်းနေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာပြအသက်80ကျော်နေဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့တဘောကသူရဲ့ဟိုလွတ်ပေးတဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလုတ်တင့်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ဘောနော်အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဒါဒါဒီကိုတော့ तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှ ဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အတိမတ်ပြမှုကိုသူရနိုင်တယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းကြမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလဲတာကတော့ဘိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ coward ပေါ့သူကတော့တဲဘောကြောင့်လူတယောက်လို့တဲဘောကြောင့်လူတယောက်လို့အများစုကသူတို့တက်ထဲမှာဟောစာတတ်မှတ်ထားသူတယောက်ပါရေချင်းရေချင်းတော်တော်စင်းရန်နွမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့အဲ့ဒါတော့ကျွန်တော်ကဒီဖြည့်ပြီးပြောတာပါဖြည့်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ ခုနကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုင်းအခံတွေကဘာလို့မငြိညွတ်နိုင်တာလဲဘာလို့မငြိညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်တပ်စစ်ကောင်စီစကမအပြင် alternative တခုဘာလို့မပြနိုင်ညာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ်ကျွန်တော်လဲစောစောထောက်ပြခဲ့တယ်လို့မျိုး ဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတစ်ခုတိုင်းရင်းသားအကုန်လုံးပါအောင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုခုဖို့လဲလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးတယ်လုပ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတံတားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုံမယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်သားကောင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့ဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကိုတွေးခေါ်မြင်မြော်နိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုံမယ် ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျောလင်းချက်ရှိတယ်အဲသူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ပေါ့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ဖြစ်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲအဲဆိုတော့ဒီညီညွတ်မှုတိဆောက်ဖို့ဆိုရင်အဲတကယ် ကျွန်တော်တို့ဖက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်ပမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟဲ့လားဒီပမာလူမျိုးတွေတဲ့မှာပြည်တွင်းမှာပြပမှာရောဟဲ့လားဒီတိုင်းသားကောင်းဆောင်တိုင်းသားတုံလိုင်းကောင်းဆောင်လက်နက်ကင် ိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျှော်လင့်ကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ကြာရှိကြမလို့ပါဘူးအဲ့တော့ကျွန်တော်တောင်နဲ့မေကွန်းမေးနေတာမဟုတ်ပဲနဲ့ကျွန်တော်တို့သတင်းစာဆရာတွေသတင်းတောက်တွေမေးတဲ့မေကွန်းတစ်ခုရှိတယ်အဲ့ဒီမေကွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါပါလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘ ෝජ ုတ်ထုံးမြနိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပေးတာပါဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှ အင်းနေရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လို့ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတည်းကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီး လိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်စွမ်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုမဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားကြရတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ဘုကျုပ်ထွက်မြတ်နိုင်အဲ့တော့စစ်တိုက်နေတဲ့အချိန် ယုံခံနေရတဲ့အချိန်စင်ကုန်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိခါနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘယ်လိုကိုယ်နဲ့မကွာထားဖို့ကြိုးစားရလဲအားလုံး share ပေးပါဦး ဟုတ်ကဲ့ဒီစစ်ပွဲဆိုတာကပုံနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟိုစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဟာဥမာစကားစကားမတွေကဥထောင်လာပြီတန်တမန်ရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင် तू ကဘာဖြစ်တော့ရောမယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကရက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုသင်ခန်းစာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုပ်ရရှိတာကိုလုပ်ရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တပြည်လုံးက ဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာအပါဝင်တော်လန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီဒီကနေရှေ့ပိုင်းမှာကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီဒီအချင်းကျက်ထဲရောက်နေတယ်စကားမတော်မှသူသူအကောင်းဆုံးကြိုးစားတာပဲဒါကြောင့်သူခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကိုကစိတ်ထဲကြားเสียအကြောင်းမရှိဘူး ူတောင်ဒီလောက်ခံနိုင်ရင်သူ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကအာဒါတွေးခေါ်ရမယ်ကြိုးစားရမယ်ဒါကအဆုံးမဟုတ်ဘူးသူ့ကိုအတိမတ်ပြုမှုရတယ်ဆိုမဲ့ကျွန်တော်စောစောပြောခဲ့သလိုပဲသူကစားနေတဲ့ဖဲကိုကိုလက်ထက်ရအောင်လုပ်ရမယ်လေကျွန်တော်တို့ကြိုးစားစရာတွေအများကြီးရှိတယ်စိတ်ဆက်ပြစရာအကြောင်းပါမှမရှိပါဘူးဘကြုံတို့မျက်နှာအခုနိုင်ငံကအခင်းချင်း international system ကလည်းအာပျက်စီးနေတယ် the world order ကလည်းပြောင်းနေတဲ့ကာလပေါ့နော် အာဆိုတော့ဒါတပိုင်းခက်ခဲတဲ့အနေအထားတစ်ခုကိုဒီကဘာလုံးဖြတ်တန်းနေရတယ်လို့ပြောလို့ရပါတယ်အဲ့အချိန်မှာဒီမှာပြည်သူပြည်သားတွေကလည်းလွန်ခဲ့တဲ့၄င်း၅၀နှစ်ကစပြီးတော့ပို့ပြီးတော့ကြီးမားခက်ခဲတဲ့စိန်ခေါ်မှုတွေကြက်တဲမှုတွေရခိုင်ပြည်သူပြည်သားတွေပါဝင်ပေါ့နော်ဖြတ်တန်းနေကြတဲ့အချိန်တစ်ခုဖြစ်ပါတယ်သူတို့တွေကိုပြောချင်တဲ့ message ကဘာလဲပေါ့ အဲ့ဒါကိုကျွန်တော်သိချင်တယ်နောက်တစ်ခုကတော့ပြောချင်တာကတော့စစ်ကောင်စီပဲခေါ်ခေါ်စကားမှာပဲခေါ်ခေါ်သူတို့ကလူလူထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကားနေတဲ့စစ်တပ်အုပ်စုတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လဲကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူးအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောချင်တဲ့ message ကပါလေရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောတအားပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကိုအပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နိပညာတခြားသောအခုညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေက ပို့ပြီးမှတွေးထက်တန်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်။သူ့အနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူး။သူတော့ဒီအတိမတ်ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဋိပက္ခမိတောက်ကပို့ပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့ဒေရှင်ပြည့်စုံမှုလည်းပိုများလာမယ်။ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရန်ဟိုဖွင့်ပြီးပြောတာထက်အခု ဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မှာရှိရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘယ်လို counter လုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ kait နေတဲ့ဆုံးဖြတ်တစ်ခုချမှမြန်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စအတိုင်းကိုပြောတဲ့တလောက်ပဲပြောပြီးမှလုပ်စရာရှိတာကိုကိုထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစူးစမ်းအားထုတ်မှုအရာရောကျွန်တော်တို့က ပို့ပြီးမှအားဆိုင်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လှန်ရေးတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လှန်ရေးတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှေ့ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ်အချင်းချင်းမိခိုးပြီးမှဒီခီးကိုဆက်ကြတာပေါ့ဥပမာစကားမှာ အခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်တန့်ထိထိနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ရေးလမ်းကြောင်းကနေပို့ပြီးမှဟိုအရင်ဆိုရင်ပေါ်ပေါ်ရောမှုတွေရှိတယ်ပေါ်ဆားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယိုပေါက်တွေကိုပိတ်ပြီးမှထိရောက်တဲ့တိုက်ပွဲတံတန်းခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလို့ပါတယ်ပေါ်ကြုံတော်မြတ်နိုင်အခုလိုဖြေချပေးလို့ကျေးဇူးအများကြီးတင်ပါတယ် 结束吧，王总。结束吧。